ဂျပန်နိုင်ငံကထိပ်တန်းငလီပညာရှင်တဦးဖြစ်တဲ့ Professor Takashi Sagiya နဲ့အကျွန်တို့မြန်မာနိုင်ငံသားငလီပညာရှင်ဒေါက်တာဖြိုးမမောင်တို့ပူးပေါင်းပြီးတော့မှ2021ခုနှစ်မှာအလွန်အရေးကြီးတဲ့သုတေသနဆန္ဒလကောင်ကိုကြေတာထုတ်ဝေခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကုရှူပါ ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးအတွက်မဖြစ်မနေသိထားတဲ့အထူးအလေးထားရမယ့်အကြောင်းအရာတစ်ခုကိုညွှန်ဝေပေးတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ငလင်ကြောင်းပါအဲကျွန်တော်တို့မြန်မာနိုင်ငံဟာငလင်ကြောတွေပေါများတဲ့နိုင်ငံဖြစ်ပြီးငလင်တံကိုလည်း အကြာခဏခံစားနေရတာပါအထူးသဖြင့်သခိုင်းတိတ်ရွေကျော်ဆိုတာကကျွန်တော်တို့နိုင်ငံရဲ့အရေးကြီးဆုံးနဲ့အလျင်ရှိဆုံးငလင်ကြော်ကြီးတစ်ခုဖြစ်ပါတယ်။ဒီတည့်ရွေကျော်ကြီးပေါ်မှာအနာဂတ်မှာဘယ်လိုငလင်တွေလှုပ်နိုင်တယ်လဲ၊ဘယ်လိုနေရာတွေမှာအနေရရှိနိုင်တယ်လဲဆိုတာကိုဂျပန်နိုင်ငံကထိတ်တန့်ငလင်ပညာရှင်တဦးဖြစ်တဲ့ Professor Takashi Sajiya နဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားငလင်ပညာရှင်ဒေါက်တာဖြိုးမောင်တို့ ပူပေါင်းပြီးတော့မှ2012ခုနှစ်မှာအလွန်အရေးကြီးတဲ့ဥဒေသနဆန္ဒလက်ဆောင်ကိုကျေတာထုတ်ဝေခဲ့ပါတယ်။ဒီနေ့ကျွန်တော်ညွှန်ပြပေးသွားမယ့်အကြောင်းအရာကအဲ့ဒီဆန္ဒရဲ့ ဖနစ်ချုပ်ပါသူတို့ရဲ့အံ့အားတင့်စေရာခံမှန်းချက်တွေကဘယ်လိုမှန်ကန်ခဲ့လဲဆိုတာနဲ့ကျွန်တော်တို့တွေဘယ်လိုတင်ကန်းသာယူတင်တယ်လဲဆိုတာပါပဲဒီဒီစာတမ်းလေးကိုကျွန်တော်အနေနဲ့ခေါင်းစဉ်၃ခုပဲပြီးအောင်ပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ကအတန်းရဲ့အိကာရဲ့ချက်နံပါတ်၂ကငလင်ကွက်လက်နှစ်ခုနဲ့ခမန်းအင်အားနံပါတ်၃ကတင်ကန်းသာနဲ့ဤကုန်းချုပ်ဖြစ်ပါတယ်ဒီစာရန်ရဲ့ခေါင်းစဉ်အပြီးဆုံးကတော့2 seismic gas on the sky for Myanmar derived from relocation of historical earthquake since 1980ဖြစ်ပါတယ်။ဒီစာတမ်းရဲ့အဓိကရွယ်ချက်ကတော့စကိုင်းကျွေကျော်ပေါ်မှာအနာဂတ်မှာမလင်ကြီးတွေအလှုပ်လာနိုင်ခြေရှိတဲ့နေရာတွေကိုသိပံနေချဖော်ထုတ်ဖို့ပါပဲ။ဘယ်လိုဖော်ထုတ်ခဲ့တယ်လဲဆိုတော့ပထမအချက်က1938ခုနှစ်ကစပြီး2030ပြည်နှစ်အထိသကိုင်းပြည်ရေကျော်တလျှောက်လုပ်ခဲ့တဲ့ပြင်အား register gate 6အထက်ရှိတဲ့ငလင်ကြီးတွေရဲ့မှတ်တမ်းဟောင်းတွေကို ခင်မြင့်ဤပညာတွေတုံးပြီးဒီနေရာဤပိဆန္ဒတွေကိုပုံမတိကြအောင်တက်ချွတ်ခဲ့ပါတယ်။ဒီဟာကအနာဂတ်ကိုခံမှန်းမှုအတိတ်ကအချက်လက်တွေကိုဤကြတရားကိုလိုအပ်တယ်ဆိုတာပါပဲ။ ်ဒုတိယအချက်ကတော့ငလင်ရဲ့ဒီနေရာကိုပြန်လည်တွက်ချက်ပြီးတဲ့အခါမှာ sesame gas လို့ခေါ်တဲ့ငလင်ကွက်တဲ့နေရာနှစ်ခုကိုဖြည့်ရှင်းလင်းလင်းပေါ်ထုတ်နိုင်ခဲ့ပါတယ် sesame gas ဆိုတာကတဲ့ရွေကြောတစ်ခုပေါ်မှာငလင်လှုပ်ရှားမှုနေပြီးအချိန်ပြအမြင့်စာငလင်ကြီးတွေမလှုပ်ပဲအရင်တက်နေတဲ့နေရာကိုဆူတာပါဒီနေရာတွေမှာငလင်စွမ်းအင်တွေတစ်ပြေးပြေးနဲ့စုဆောင်ပြီးအချိန်ချိန်မှာမလွဲမသွေအင်အားကြီးတဲ့ငလင်ကြီးအဖြစ်အောက်ွယ်ထွက်လာနိုင်ပါတယ် ဆိုတော့ဒီစာတန်းကခေါ်ထုတ်ခဲ့တဲ့ငလင်ကလန်နှစ်ခုကဘယ်နေရာတွေလဲပြီးတော့ဘယ်လောက်အထိအင်အားကြီးမာတဲ့ငလင်တွေလုံနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်ပထမငလင်ကလန်နော်ဒန်ဆက်စမစ်ကဒါကတော့မန်လင်းတို့ရဲ့တောင်ပတ်နာအင်ဝါဒေတာတဝိုင်းမှာတည်ရှိပါတယ်ဒီနေရာမှာနောက်ဆုံးလုတ်ခဲ့တဲ့ငလင်ကြီးကတော့1956ခုနှစ်အင်ဝါငလင်ကြီးပါဒါအင်အား9.1ရေဂျစ်တာစကေးရှိခဲ့ပါတယ်ပညာရှင်တွေကနော်ဒန်ကတ်မှာအနာကတ်မှာလုတ်လာနိုင်တဲ့ငလင်ကြီးရဲ့အင်အားကိုမဂနီ ယူခုနှစ်အထိရှိနိုင်တယ်လို့ခန့်မှန်းခဲ့ပါတယ်ဒီနေရာဟာလက်ရှိအချိန်ထိလည်းငလင်ကလပ်အဖြစ်အနေရှိနေသေးပါပဲနောက်တစ်ခုဒုတိယငလင်ကလပ်သောက်တန်းစာသမိတ်ကဒါကတော့ကျွန်တော်တို့အားလုံးအထူးအလေးထားရမယ့်နေရာဖြစ်ပါတယ်မှာနိုင်ငံအလဲပိုင်းကရမဲသင်းမြို့နဲ့တင်မနာမြို့ချာမှာတည်ရှိပါတယ်ဒီနေရာဟာ1938ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာလုတ်ခတ်ခဲ့တဲ့ပြင်အား9.6ရှိတဲ့သကိုင်းငလင်ကြီးရဲ့ဗဟိုချက်ဖြစ်တယ်လို့လည်းယူဆထားပါတယ်1938ခုနှစ်နောက်ပိုင်းနှစ်ပေါင်းတရာကျော်ကြာခဲ့တဲ့အထိဒီတဲ့ရကျော် ုံးပေါ်မှာတိတာထင်ရှားတဲ့ငလင်ကြီးတွေလုံးဝမလုပ်ပဲအိတ်ဆိတ်နေခဲ့ပါတယ်။ပညာရှင်တွေကဒီ Southern Gas မှာအနာဂတ်မှာဖြစ်လာနိုင်တဲ့ငလင်ကြီးရဲ့ပြင်အားကို Magnitude 7.9အထိဖြစ်နိုင်တယ်လို့အတင်းညာအတိအကျခန့်မှန်းဖော်ပြထားပါတယ်။အခုရေးကြီးဆုံးအချက်ကိုကျွန်တော်ပြောပြပါမယ်။ဒီ2021ခုနှစ်စာတမ်းကခန့်မှန်းထားတဲ့ Southern Seismic Gas ဟာနောက်ဆုံးမှာတော့လွတ်ခတ်သွားခဲ့ပါပြီ။2025ခုနှစ်မလ28ရက်နေ့မှာရေမဲတင်တဲ့ပြင်မလာကြဒေတာမှာပဲပြင်အား9.0 Magnitude 7.7ရှိ တဲ့အငနေကြီးလောက်ခတ်သွားခဲ့ပါတယ်။ဒါစာတန်းကအခမ်းအနားထားတဲ့အငနေကြီး7.9နဲ့အလွန်နှိမ့်ဆက်တဲ့ပြင်အားဖြစ်ပြီးပညာရှင်တွေရဲ့သူ့ရည်တနာရလဟာဘယ်လောက်အတိအကျမှန်ကန်ခဲ့လဲဆိုတာကိုသက်သေပြခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရက်ကနေကျွန်တော်တို့ဗာတင်ကန်းတာရှိရမလဲပထမဆုံးတိတ်တန့်ပညာရှင်တွေရဲ့သူကိတ္တနာပြချက်တွေကိုအလေးနက်ထားဖို့လိုအပ်ပါတယ်ငလင်းကိုဘယ်နည်းဘယ်အချိန်လှုပ်မယ်ဆိုပြီးအတိအကျဟောခင်းထုတ်လို့မရပါနဲ့ဘယ်နေရာမှာငလင်းကြီးလှုပ်ဖို့အလားအလာအများဆုံးရှိတယ်ဆိုတာကိုတိတ်တန့်နေကြအောက်ထုတ်ပေးနိုင်ပါတယ်ဒုတိယအချက်စကန်းကြွေကြောကတစ်နှစ်ကို1စင်တီမီတာရွေးတန်းနေသေးပါပဲသောက်တန်းကက်ကစွမ်းအင်တွေထွက်သွားပြီမဲ့နောက်တန်းကက်မန်လေးတောင်ပဲအင်ဝါဒေတာမှာတော့အဲမဂနီကျူ9လောက်ရှိတဲ့ငလင်း ည်တုံနိုင်ခြေဟာအခုထက်တိဖြစ်နေတယ်ဆိုတာကိုသတိထားရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အနာဂတ်ဘေးအန္တရာယ်ကိုကြိုတင်ပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်။ဒီလိုမျိုးသိပ္ပံနေကြသူပြည်တနာပြုချက်တွေနဲ့ပြည့်ရမှန်နေရာကျွန်တော်တို့အတွက်အဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်။ဒီအချက်လက်တွေကိုကျွန်တော်တို့အနေနဲ့သိရှိနားလည်ထားခြင်းအပြင်ဘေးအန္တရာယ်ကိုပုံမောင်းဆိုင်နိုင်စမ်းရှိတဲ့ကြိုတင်ပြင်ဆင်ထားနိုင်တဲ့လူအဖွဲ့အစည်းကိုတိစောက်နိုင်မှာဖြစ်ပါတယ်။အဲဒီဗီဒီယိုကနေဘုဒ္ဓရာရရှိခဲ့မယ်လို့မျှော်လင့်ပါတယ်။ဒီလိုမျိုးဘုဒ္ဓရာရရဲ့အကြောင်းအရာတွေကိုဆက်လက် ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လို့ကိုမမေ့ပါနဲ့အခုလို့ပြောကြရင်ဒီနေ့အတွက်နေကုန်းချိုးပြရတဲ့ခဏအားလုံးပဲ DM ရေကနေကြွေးကြပါသေးတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။